ရန်ကုန်ကခြေရသူတွေခြေရသူတွေဖတိမအချင်းပေါင်းစားခြင်းနဲ့ငားရီကိုကြောင့်စားခြင်းနဲ့ပုံစံရတာမလွယ်ဘူးဒလီရကြတဲ့ဒလီမျိုးမျိုးနဲ့ဒလီမျိုးမျိုးနဲ့ဒုက္ခရောက်နေလို့ပေါ့နော်အခုကတော့ဖတိမရန်ကုန်ရိုးကြီးကိုခြေသက်มาတော့မယ်ရှင်ရန်ကုန်ကခြေရသူတွေဘယ်မျိုးနယ်မှာဖြစ်မလဲလို့အောက်မှာမမ်းပေးခဲ့ပါရှင်ဖတိမရန်ကုန်ကိုမကြမီလာပါတော့မယ်ရှင်အော်ဖတိမအချင်းပေါင်းစားခြင်းနဲ့ရန်ကုန်ကနေမနေ့ပို့ပေးပါလားဆိုတော့နေပြီးသားအချင်းဆိုတော့ကြတော့လေ ရန်ကုန်မှာပို့လို့အဆင်မပြေဘူးလေမပြေတဲ့တက်ရန်ကုန်မှာလာခွင့်မလာခွင့်မလာနဲ့အဲရန်ကုန်ကဖန်နေရပြောရနဲ့အဲကြောင့်မို့သမီးရှင်နဲ့ပြောရနဲ့ရန်ကုန်မှာဖွင့်ပြတာဘယ်မျိုးနဲ့ဖွင့်မလာဘယ်ဖွင့်မလာတော့နဲ့ဆိုအောက်ဖွင့်တော့မလာဖွင့်လဲတော့မျောနေပြီအဲ့နေလာခဲ့မယ်နဲ့အများကြီးပဲအားပေးတဲ့သမီးရှင်ဒီလာတယ်ပါပဲဒီလာတယ်ပဲဖွင့်ပြတယ်ဒီလာတယ်ဟုတ်အဲ့မှာဖွင့်မလဲရန်ကုန်ကချစ်ရသူတွေချစ်ရသူတွေဖတိမအချင်းပေါင်းစားခြင်းနဲ့ငါးရီကိုကြောင့်စားခြင်းနဲ့ဖုံးဆက်ရတာမလွယ်ဘူးဒလီရကြတယ်ဒလီညွန့်ညွန့်နဲ့ တိညို့နဲ့ဒုက္ခရောက်နေလို့ပေါ့နော်အခုကတော့ဖတူမရန်ကုန်မြို့ကြီးကိုခြေဆက်มาတော့မယ်ရှင်ရန်ကုန်အခြေရသူတွေဘယ်မြို့နယ်မှာဖြစ်မလဲလို့အောက်မှာမမ်းမိခဲ့ပါရှင်ဖတူမရန်ကုန်ကိုမကြမီလာပါတော့မယ်ရှင်ဆိုင်ခွဲဖွင့်ဖို့ပေါ့ကျိုးသားနေသူဖြစ်တဲ့ကြောင့်ရပါပေါ့နော်ရန်ကုန်မှာအချစ်မောင်းစားခြင်းကြတဲ့ကိုယ့်ရဲ့ထမင်းရှင်နေပေါ့နော်ရန်ကုန်မှာချစ်မောင်းဆိုင်ထမင်းရှင်နေချစ်မောင်းဆိုတော့အဝေးလဲတဲမရလေအဲ့လိုဖြစ်နေတာအဲ့ဒီမှာအချစ်မောင်းနေရောက်နေတဲ့စိတ်ကူပါအဓိကကတော့အဲ့ဒါကြောင့်မို့လှုပ်ဖြစ်သွားတာ ။ဒီကနေဆိုလည်းငါ့ရေကွန်ကြော်ရေးပိုင်းဆိုလည်းဒလီနဲ့ဆိုရက်ကြာလည်းအဆင်မပြေဖြစ်နေတော့ကိုကိုတိုင်းဆိုင်ဖွင့်ကျင်တဲ့ငါအချင်းမောင်းရောင်းကျင်တဲ့ဆိုပြီးအကြောင်းရန်ကုန်မှာသူ့ဖို့စ조사နေတော့ဒီမှန်ချက်ပြည့်တော့ပြည့်သွားပြီပဲဒါပေမဲ့တော်တော်လေးကိုစ조사အောင်ပါဘာတွေလိုအပ်ချက်ရှိမလဲလိုအပ်ချက်တွေအများကြီးရှိနေမှာလဲစိုးရိမ်တယ်လေ။တကားမှလည်းကိုကဆိုင်ခွဲလည်းမဖွင့်ဘူးသလိုဆိုင်လည်းမဖွင့်ဘူးသေးဘူးလောလောဆယ်မန္တလေးမှာကိုလက်ရှိဆိုင်မဖွင့်ဘူးသေးဘူးလေကိုကကိုတိုင်လမ်းမေးမှာပဲရောင်းလာဆိုရန်ကုန်မှာအချင်းမောင်းရောင်းလာဆိုနည်းနည်းတော့ကြောက်နေတာပေါ့ပြောပြအောင်ဆပ်ပရိုက်တိုင်ကွာ အဲ့နေကြရင်ပေါ့နော်ဟိုကိုအများကြီးလှုပ်ရှားရှိရပေါ့သူတို့လည်းပေါ့အားချမရန်ကုန်မှာတော့အခုဒီဥပိန်တရားမှာရောင်းနေတဲ့ပုံစံတိုင်းပဲရောင်းမှာပဲပေါ့နော်ဟိုရောင်းတဲ့ပစ္စည်းငါးရီကွန်ကျော်အာလူးကျော်လက်ပံကြောက်ကျော်ပရည့်ကျော်ကိုတက်နိုင်တဲ့တော့ကြိုးစားနေတော့ကိုရောင်းတဲ့ပစ္စည်းတွေကြီးရောင်းမှာအမုံအနစ်အချက်မောင်းပေါ့ဩဥပိန်တရားဈေးတိုင်းပဲဈေးကြီးနေမှာဆိုလို့ပေါ့နော်ဈေးကြီးနေမှာဆိုတော့ဥပိန်တရားဈေးတိုင်းပဲရောင်းမှာဘာပစ္စည်းနေနေဘာမှတိတ်ပြုတ်လို့ကြီးဟိုအလုံးမထားမောင်းရောင်းတာဆိုရင်တော့ခုနှစ်နှစ်လောက်ရှိပြီပေါ့ ဒါပေမဲ့လူသိရဆိုတာနဲ့မတနေ့ကြော်ကြော်ပဲရှိသေးတာဆိုတော့ဒါအခုမှစိုင်းဖွင့်တာဆိုနည်းနည်းတော့ကြောက်တော့ကြောက်မှုရပါဥပိန်တရာမှာတော့ကိုမှစိုင်းမရှိသေးဘူးလေလမ်းမေးပဲအတိုင်းမထွက်တာဆိုတော့ရန်ကုန်တိချီကြော်ပြီးတော့အချမောက်ရောက်လာဆိုတော့နည်းနည်းတော့စိုးရိမ်သေးရပါကျိုးစားမှအများကြီးစိတ်ပူပါတယ်မရောင်းရရောင်းရတဲ့မဟုတ်ဘူးကိုကလိုအပ်ချက်တွေရှိမှကြောက်တာကိုကိုချစ်တဲ့သူတွေကိုကိုလာပြီးအားပေးကြမှာအားပေးကြကြမှာကိုကလေကိုနေမဟုတ်တဲ့အတွက်မကြမ်းကျင်တဲ့ခါတွေဆိုရင်ဝဲတာချမ်းတာအကုန်လုံးပေါ့နော်အဲ့လိုတွေ အဆင်မပြေမာတွေကိုစိုးတာအဲ့ဒါကိုတော့စိတ်ပူမိတယ်အဲ့လိုကျန်တော့တယောက်ကလေးပေါ့အိမ်ရမျိုးသားနဲ့ကိုယ်နဲ့တယောက်တလေပေါ့ဒါပေမဲ့တေးချာချာလေးတော့အဆင်ပြေအောင်လုပ်မှာပါဈေးထမင်းရှင်နေစိတ်ချမ်းသာအောင်ပုံစံတည်တယ်လုပ်မှာဘာမှမပိုင်မအောင်မခုစောက်ထားတဲ့အိမ်တော်မပြီးသေးဘူးအဲ့ဒါချမပြသေးရသေးတယ်အိမ်စောက်နေရဆိုတာတော့သိကြပါတယ်အဲ့ဒါမပြီးသေးတဲ့တော့ဘာမှချမပြသေးတာပဲရှိတာဘာမှမပိုင်သေးပါဘူးအိမ်လေးပဲကို နေစရာအိမ်ရှိဖို့ပဲအမီးရစောက်ကင်ထားတဲ့သဘောမျိုးပါအာအဲ့ဒါပါပဲ အငားပါအငားတော့မနဲ့ငားနေရတာမနဲ့စူးစားပြီးငားနေရတာအဲ့လိုမဟုတ်ဥပိန်တရာတော့လာမှာပဲဥပိန်တာဗတိမအချင်းမဥပိန်တာနဲ့ဗတိမအချင်းမနဲ့အများနဲ့ဒုံရဲရှိမှာလေရန်ကုန်နဲ့မန္တလေးဆိုင်ဆိုရင်တော့ဥပိန်တရာမှာပဲကိုကနေဖြစ်တာကိုကိုကလည်းဒီမှာပဲနေတဲ့အတွက်မို့ရန်ကုန်မှာကျတော့ကိုကအချင်းမောင်တချို့ကြတော့လေအိုမန္တလေးဒီမလာနိုင်ဘူးတော့မလာနိုင်တဲ့တည်းမို့အရန်ကုန်မှာဖတိမအချင်းမောင်ရှိရဲဆိုတော့အနေလေးနဲ့အချင်းမောင်ရောင်းကျင်တဲ့ဆန္ဒအဓိကပေါ့ဒီလာသေးပါပဲဒီလာသေးပဲဆုံးပြဒီလာသေးပဲဟုတ်ဟိုပေါ်တော့ ။ဩဆယ်လီနှစ်ယောက်သုံးယောက်ပါမယ်။အဆိုတော်တစ်ယောက်ပါမယ်။တရုတ်ရုပ်ရှင်တရုတ်ဆောင်တစ်ယောက်ပါမယ်။တရုတ်ဆောင်တစ်ယောက်ပါမယ်ပေါ့နော်။အဲ့လောက်ပါပဲ။အဲ့ဒါနဲ့ဖဲချူဖြစ်မယ်ပေါ့။အဲ့ဒါနဲ့မြစ်တာပြီးကူကြတာပေါ့။ကိုမြစ်တာပြီးပေါ့နော်။ကူညီပေးကြ။ကိုဆိုင်နေကူပေါ့။ယူသွတ်တာဆိုတော့အဲ့ဒီမှာရတယ်ဆိုတော့ဖွင့်မယ်ပေါ့။အဲ့တော့ဖတိမအချင်းပေါင်းစားကျင်တာရန်ကုန်ကနေမနေ့ပို့ပေးပါလားဆိုတော့နေပြီးသားအချင်းဆိုတော့ကြတော့လေရန်ကုန်မှာပို့လို့အဆင်မပြေဘူးလေမပြေတဲ့တက် ရန်ကုန်မှာလာခွင့်မှာလာခွင့်မှာလာနဲ့အဲရန်ကုန်ကဖန်နေရပြောရနဲ့အဲကြောင့်မို့သမီးရှင်နဲ့ပြောရနဲ့ရန်ကုန်မှာဖွင့်ဖြစ်တာဘယ်မျိုးနဲ့ဖွင့်မှာတော့ဘယ်ဖွင့်မှာတော့နဲ့အောက်ဖွင့်တော့မှာလာခွင့်လဲတော့ညော်နေပြီအဲ့နေလာခဲ့မယ်နဲ့အများကြီးပဲအားပေးတယ်သမီးရှင်နေလိုအပ်တာတွေရှိရဆိုရင်လည်းတောင်းမှန်ပါတယ်လို့ဟိုရန်ကုန်မှာဖွင့်မယ်ဆိုရင်လည်းအဆင်ပြေရလေးရှိနေပြောလို့ရပါတယ်လို့အခုမှစဖွင့်မှာဆိုတော့ပေါ့နော်အဲသမီးရှင်နေကလုံးဘာပဲလို့လို့ဥဝင်လင်းလင်းပြောလို့ရပါတယ်